ISB အနေနဲ့အကောင်းဆုံးဥစုတရရနဲ့ကွာသားဖန်ဆင်းတဲ့ဖို့ဆိုရင်ဘာတွေလိုရမလဲအဖေကတော့ရွေးချင်ပါတယ်အဖွင့်ပွဲစဉ်မှာစုဝန်သင်းကိုအနိုင်ခံဖို့လိုပါတယ်တခြားဥစုတွေက ISB အသင်းနဲ့ဆိုင်ရင်ဥစုချောင်းတို့ဥစုတရရနေရာကအသင်းအတွက်ကသုံးမှတ်ရနိုင်တဲ့ဥစုတွေပါကံကောင်းရင်တော့အဆင့်3နဲ့4မှာရည်တည်တဲ့အသင်းတွေကတည်ရရလက်ထပ်ပေါ်လာနိုင်ပါတယ်ဒါကြောင့် ISB အနေနဲ့ဥစုချက်ဖို့ရည်ရွယ်ထားရင်တော့ စူပါသင်းကိုကျင်းသိဖို့အနိုင်ကစားနိုင်ရပါမယ်။ဂျပန်ကလပ်နဲ့မြောက်ကိုရီးယားကလပ်တွေကိုတော့တည်ရရဖို့တောင်ခက်ပါတယ်။ဒါကြောင့်မလို့ပေကိုနည်းနည်းသမျှနည်းအောင်ကစားဖို့လိုပါတယ်။ဩစတြေးလျပွဲစဉ်ကိုတော့ညနေ3:00နာရီမှာကစားရမှာဖြစ်တာကြောင့်အတော်လေးပြဿနာရှိပါတယ်။အပူချိန်ကြောင့်တစ်ဖက်သင်းကကစားမကြဘဲနဲ့ကိုယ့်အသင်းကတိုင်ပတ်နိုင်ပါတယ်။ဂျပန်မှာလည်းမြန်မာလိုပဲပူတဲ့ຫນွေရည်ရှိတာကြောင့်သူတို့အတွက်ဒီပြဿနာကအကြီးအကဲမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ NSP အသင်းတွေနဲ့ပထမပိုင်းမှာတက်နိုင်ဆုံးတံပိုချပြီးတော့ကစားကိုရွှေတာကစားဖို့လိုပါတယ်။မဟုတ်ရင်တော့မိနစ်80နောက်ပိုင်းမှာပြဿနာကြီးသွားနိုင်ပါတယ်။အရာကသမားတွေနဲ့ရှစ်ဆန်းကာရဲ့ကြီးမားတာကြောင့်ဂိုးတွေပေးလိုက်ရနိုင်ပါတယ်။ဒါကြောင့်မို့လို့ဖြစ်နိုင်ရင်ပထမပိုင်းမှာတက်နိုင်ဆုံးတံပိုထိန်းကစားပါ။အိုးစနောဆုံးပွဲစဉ်မြောက်ကိုရီးယားနဲ့ပွဲကတော့အတော်လေးခက်ပါတယ်မြောက်ကိုရီးယားကကမ္ဘာအဆင့်မှာအမျိုးသမီး ဒီပေါ်တော့အဆင်ဆန်ကကဘာအဆင်ရှိပါတယ်။ဒါကြောင့်မလို့ဒီဘွဲမှာပေးကူနဲအောင်ပဲအဓိကအအောင်ထားရပါမယ်။ SB အသင်းနေနဲ့အုပ်စု A ဒါမှမဟုတ်အုပ်စု B လည်းကြားခဲ့ရင်တော့အုပ်စုဒုတိယနေရာတော့ထိမျောမှန်းလို့ရပါတယ်။ဘာကြောင့်အုပ်စုကျက်သွားလဲဆိုတော့ပြန်ပွဲအတွက်စီရင်အဆင့်သတ်မှတ်ချက်မှာအဆင့်နဲ့နေလို့ကဒါကြောင့်မလို့ဒီပြန်ပွဲမှာရရသမျှအမှတ်စုဖို့လိုပါတယ်။ဒါမှသာနောက်ထပ်အကြိမ်တွေမှာအုပ်စု၆နိုင်ပါပါ။ ဘာသာသမားမှအငှားမခေါ်ဘဲနဲ့ကန်ရင်ကျွန်တော်တို့ခြေစစ်ပွဲတောင်အမှမဟုတ်ပါဘူးမြန်မာပြည်ရဲ့အနေထားကဒီကလပ်အသင်းတွေရဲ့မူလကသာသမားတွေနဲ့ဝင်ပြိုင်လို့ကြားလောက်တဲ့အထိကလပ်လီကသာသမားအရင်းမြစ်ကရှိမနေပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့လူအင်ရအကောင်းဆုံးအနေထားနဲ့ရှင်ပြိုင်တာအကျိုးရှိပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ပြရတော့ကျေးဇူးတင်ပါတယ်ခင်ဗျာ